ရလလီကောင်းနေပေမဲ့လည်းပဲကျွန်တော် customer တို့ကွင်းထဲမှာမရှိတော့တဲ့ဒီပေါ့နော်ကျွန်တော်တို့ဒီမိနစ်90မိနစ်90ပေါ့နော်မိနစ်40မိနစ်90ပိုင်းခြားဖို့ Amore အနေနဲ့ဘယ်လိုပြင်ဆင်မလဲဆိုတဲ့အရာတွေကတော်တော်ကိုကျွန်တော်တို့စောင့်ကြည့်ခြင်းစရာစိတ်ဝင်စားစရာကျွန်တော်ဖြစ်တယ်အားလုံးမင်္ဂလာပါ။ဒီနေ့လည်းမယ YouTube channel နဲ့ပြီးတော့အားလုံးကိုကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့ဒီ video မှာတော့ ကျွန်တော်တို့မန်ချက်စတာယူနိုက်တက်မှာကျွန်တော်ဂျုံတွေ့နေရတဲ့ကွင်းလေပြဿနာနဲ့ပတ်သက်ပြီးရောကျွန်တော်တို့ဒီအမ်ရီအနေနဲ့ဘယ်လိုမျိုးတွေကျွန်တော်တို့လှုပ်ဆောင်သွားရဖို့တွေရှိလဲကျွန်တော်ဘယ်လောက်ထိအချိန်ကြီးကဒီစိတ်ပူစရာကောင်းနေသလဲပေါ့နော်ဒါတွေကိုကျွန်တော်တို့ဒီဗီဒီယိုမှာ brother နဲ့အတူကျွန်တော်ဆွေးနွေးခြင်းပါတယ်ဆိုတော့ဒီဗီဒီယိုထဲမှာတော့ကျွန်တော်တို့တည်င်းနေပါမဟုတ်ဘဲねကျွန်တော်ရဲ့ထင်မြင်ချက်တွေကိုပဲကျွန်တော်ဆွေးနွေးသွားမှာပါဆိုတော့ brother နဲ့ကျွန်တော်တို့ဒီထင်မြင်ချက်တွေတူမလားတကယ်လို့ဒီဘာကိုမှကျွန်တော် idea ရရှိရဆိုလို့ရှိရင်ねကျွန်တော် အဲ comment မှာကျွန်တော်မှတ်သွားပြီးတော့ကြရပါတယ်ကျွန်တော်တို့တူဆွေးနွေးကြပါတော့ဆိုတော့ဒီလိုလေးရှိကျွန်တော်ဒီကွင်းလယ်ကိုကျွန်တော်ဘာကြောင့်စိတ်ပူစရာလို့ကျွန်တော်မြင်နေတလဲပေါ့နော်ဘာကြောင့်မြင်နေလဲဆိုတာကိုကျွန်တော်အရင်ဆုံးရှင်းပြခြင်းနဲ့လက်ရှိကျွန်တော်တို့ဒီ United ကကျွန်တော်၃ပွဲဆက်တည်ပါတယ်နိုင်နေတော့ကိုရီသင်းနိုင်နေရဖြစ်တဲ့ကြောင့်မို့ကိုရီသင်းပရိသတ်တွေအနေနဲ့ကို့အသင်းကတော့ဟွန်းလုံးလုံးဝကျွန်တော်အမှန်ကန်ကွတ်နေပါပြီဆိုပြီးတော့ထင်နေကြမယ်ပေါ့နော်တကယ်တကယ်တမ်းကိုရီသင်းမှာကျွန်တော်ပြဿနာလေးရှိသေးတယ်ပြဿနာရှိသေးတယ်အဓိကအားဖြင့်တော့ကျွန်တော်တို့ကွင်းလယ်ပေါ့နော်ဆိုတော့ ဒီကွေးလင်ကကျွန်တော်တို့ဒီလက်ရှိနေထားမှာဘာလို့ကျွန်တော်စိတ်ပူစရာကောင်းနေလို့ပြောနေတဲ့အချိန်မှာဆိုလို့ရှိရင်လက်ရှိကျွန်တော်တို့ကြီးလိုက်မယ်ဆိုလို့ရှိရင်တပွင်းလုံးနေထားမှာတိုက်စစ်တော်တော်လေးအဆင်ပြေနေပြီကျွန်တော်တို့ဒီတိုက်စစ်ခေါ်ထားတဲ့၃ရက်ခေါ်ထားတဲ့၃ရက်လုံးကျွန်တော်ကိုယ်ရည်တွင်းနေပြီဆိုတော့တိုက်စစ်ကကျွန်တော်အဆင်ပြေနေပြီလို့ကျွန်တော်ပြောလို့ရတယ်ဒီလိုပဲကျွန်တော် win back team မှာဆိုလို့ရှိရင်လည်းအာမတ်တို့ MMO နဲ့ကျွန်တော်အတွဲတွေမိနေပြီဒီကိုတော့ပုံမှန်ဒီဘယ်ချန်းကိုသူတောက်လျှောက်ကျွန်တော်၃ပွဲလောက်ဇက်တိုက်ကျွန်တော်ပွဲထုတ်ခွင့်နေတယ်ရနေတယ်အရင်ကကျွန်တော် performance ကောင်းတာမဟုတ်ပေမဲ့ အဆင်ပြေနေတယ်ပြဿနာကြောင့်တိတ်မရှိဘူးဆိုတော့အခြေအနေမျိုးကိုကျွန်တော်မြင်နေရတယ်ဆိုတော့ win back တွေလည်းကျွန်တော်အဆင်ပြေနေပြီပေါ့နော်ဆိုတော့ခံစစ်မှာဆိုလို့ရှိရင်လည်းခံစစ်တွေလည်းတော်တော်လေးကျွန်တော်ဒီအဆင်ပြေနေပြီဒီရာဒီဆိုလို့ရှိရင် delay ကတော်တော်လေးကျွန်တော် performance ထွက်နေတယ်လို့ကျွန်တော်ပြောလို့ရတယ်လူရှောကိုလည်းကျွန်တော် assist တွေပါတယ်သူရထားတယ်ဘောင်ရှူလည်းကျွန်တော်အဆင်ပြေတယ်မကွိုင်းရဆိုလို့ရှိရင်လေဘောင်နဲ့ပွဲမှာ ိုရီပိုင်တော့ကျွန်တော်တက်တွင်းတဲ့အခြေအနေမျိုးဆိုတော့ဒီဘာနော်ခံစစ်ကလည်းအတိုင်းနာတစ်ခုထိအဆင်ပြေနေပြီလို့ကျွန်တော်ပြောလို့ရတယ်ကျွန်တော်တို့ဒီပြီးခဲ့တဲ့ကျွန်တော်တို့ဒီဘာနော်200ဒီလောက်ဇက်တိုက်ကျွန်တော်တော်တော်ကိုပြောစရာဖြစ်ပြီးတော့အဲဒီအခြေအနေတော်တော်ဆိုးပါတယ်ဆိုတော့ဂိုးသမားနေရာတော်မှာအခုလက်ရှိဆန်နလမန်စ်နဲ့တော်တော်အဆင်ပြေနေပြီပေါ့နော်ဆိုတော့ဒီလိုကြောင့်မို့ကျွန်တော်နေရာတိုင်းမှာအားလုံးကျော်အဆင်ပြေနေပြီပေါ့နော်ဒီနေရာမှာကျွန်တော်တို့ပြဿနာတက်နေတဲ့အရာတစ်ခုကကွင်းလေပါဆိုတော့ကွင်းလေကိုကျွန်တော်ဘာကြောင့်ပြဿနာတက်တယ်လို့ကျွန်တော်ပြောသလဲဆိုလို့ရှိရင်ကွင်းလေမှာကကျွန်တော်တို့ ဒီအဓိကအခေယံကျတာဒီဗီဒီယိုမှာကျွန်တော်အဓိက mention လုပ်ပြီးပြောအောင်ပါတော့ Casmero ပဲဆိုတော့ကျွန်တော်မှာဒီ queen နဲ့ပတ်သက်ပြီးကျွန်တော်တို့ပြောရတော့မယ်ဆိုလို့ရှိရင်ကျွန်တော်အပိုင်းနှစ်ပိုင်းကျွန်တော်ပြောလို့ရတယ် Casmero queen ထဲမှာရှိတဲ့အချင်းရယ် Casmero queen ထဲမှာမရှိတဲ့အချင်းရယ်ဆိုပြီးကျွန်တော်ပြောလို့ရတယ်ဆိုတော့ Casmero ကျွန်တော် queen ထဲမှာရှိရယ်ဆိုလို့လက်ရှိကျွန်တော်တို့ဒီပေါ့နော်ကျွန်တော်ဒီဘယ်လိုပြောရမလဲ article တစ်ခုမှာကျွန်တော်ဖတ်ရတဲ့ data ပေါ့နော် data မှာဆိုလို့ရှိရင် ယူနိုက်တက်ကကျွန်တော်ဒီမနော်လက်ရှိကျွန်တော်ပွဲတွေကစားပြီးရတဲ့အချိန်မှာကက်စမီလို့ကျွန်တော်ကွင်းထဲမှာရှိတဲ့အချိန်ကိုပြရတာဒီတူတက်ကျွန်တော်ဒီ3ခုလောက်ပဲကျွန်တော်ရှိသေးတယ်ပေါ့နော်3ခုလောက်ပဲကျွန်တော်ရှိသေးတယ်ဆိုလက်ရှိကျွန်တော်ဒီရာဒီမှာပရီးမီးယားလိတခုလေးကိုယူနိုက်တက်ကကျွန်တော်14ခုတိကျွန်တော်ပေးထားရတယ်ဆိုတော့3ခုလောက်ပဲကျွန်တော်ကက်စမီလို့ရှိတဲ့အချိန်မှာပေးရတယ်ဆိုတော့ကျန်တဲ့17ခုကကက်စမီလို့မရှိတဲ့အချိန်မှာပေးရတဲ့အချိန်တွေမျိုးကျွန်တော်ဖြစ်တယ်ဆိုတော့ဒီလိုကြောင့်မလို့ကျွန်တော်တို့ဒါကတော်တော်ကိုကျွန်တော်တို့ဟိုဒီပေါ့နော်ကွင်းလင်းနဲ့ပတ်သက်ပြီးတော့တော်တော်ကိုကျွန်တော်စိတ်ပူစရာအချိန်တွေမျိုးကြီးကျွန်တော်ဖြစ်နေတယ်ဆိုတော့ ကက်စီတော့ကွင်းထဲမှာမရှိတော့ဆိုတာနဲ့ကျွန်တော်တို့ခံစစ်ကတော်တော်လေးကျွန်တော်တို့ဒီပေါ့နော်အပေါက်အပြဲတွေဖြစ်ပြီးတော့ကွင်းလယ်မှာလည်းကျွန်တော်ထိမ့်မနိုင်တိမ့်မရတယ်ဟိုဖြစ်တာကိုကျွန်တော်တို့မြင်ကြရလိမ့်မယ်အနည်းစားဆုံးကျွန်တော်ပရိသတ်နဲ့ပွဲမှာဆိုလည်းဒီကြိုင်မယ်ကက်စီထွက်သွားပြီးတော့ကျွန်တော်တို့ကိုးတွေတောက်လျှောက်ပြီးခဲ့ရတာအင်းညာမှာကျွန်တော်တို့ကိုးရတဲ့ပုံစံမှာနောက်တန်းနေမကောင်းလို့ပြောတာလည်းရှိမှာပဲဒီလိုပဲကျွန်တော်ကိုးသမားရေမကောင်းလို့မင်းတို့လူကက်နာညံလို့ပြောတာလည်းကျွန်တော်အကုန်လုံးရှိမှာပဲဒါပေမဲ့ဒီကြားကခုကကျွန်တော်ကွင်းလယ်က ထိန်းတာကျွန်တော်မနိုင်တော့တာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ space တွေပေါ်လာမယ် space တွေပေါ်လာတော့ဒီ space တွေကို brighton ကအတုံးချိုင်အခွင့်အရေးတွေရမယ်အခွင့်အရေးတွေရတော့ခန်းစစ်ကလည်းကျွန်တော်တို့ဒီဘောနော်တစ်ခါထိန်းနိုင်တယ်နှစ်ခါထိန်းနိုင်တယ်သုံးခါလောက်ကျမထိန်းနိုင်တော့တဲ့ပုံစံမျိုးတွေကျွန်တော်တို့ဖြစ်မယ်ဒီလိုခြေနေမျိုးမှာကျွန်တော်တို့ဒီ goal box ကန်ချက်တွေခွင့်ပြုရမယ် goal တွေပေးရဒါကကျွန်တော်တို့ဗာလဲဆိုလို့ရှိရင်အဲဒီကွင်းလေကျွန်တော်တို့ဒီခန်းစစ်ဘောနော် defensive midfield နေရာမှာဒီဘောနော်ကက်စမဲရိုးပုံစံအတိုင်းကျွန်တော်ဝင်အောင်မကစားနိုင်တဲ့ အတူတူကျွန်တော်ဝင်လာတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဖြစ်သွားတဲ့ပြဿနာမျိုးတွေပဲဆိုတော့ကက်စမီရကျွန်တော်ကွင်းထဲမှာရှိမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာအားသာချက်အားနည်းချက်ရှိအားသာချက်ကတော့ကျွန်တော်ပြောသလိုပဲ defensive midfield ကိုကက်စမီရတို့ဒီသူ့ရဲ့ကျွန်တော် experience နဲ့တကယ်ပြပြပြမြင်သူစော့နိုင်တယ်เนาะ space တွေသူ cover လုပ်ပေးနိုင်တယ်ပြီးလို့ရှိရင် tackles တွေเนาะ tackles တွေအဆင်ပြေတယ်ဒီခါလေးတော့ကျွန်တော်တို့ reckless tackle တွေကြောင့်မြင်ရတာပေါ့เนาะဒါပေမဲ့ တက်ကစ်ဒီကောင်းတယ်ပြီးလို့ရှိရင်တော့ဒီကွင်းလယ်မှာတကယ်ဗိုလ်ချုပ်တယောက်လို့ကျွန်တော် commanding လုပ်နိုင်တယ်အဲ့ဒါထက်ပိုအရေးကြီးတာကကျွန်တော်တို့ဒီကွင်းလယ်အတွက်ဖတ်ဖြစ်တဲ့ Bruno Fernandes နဲ့ Casemiro ဆိုလို့ရှိရင်တော်တော်ကို chemistry မိမိသူတို့ကစားနိုင်တယ်နော်အဲသူတို့ကလည်းကျွန်တော်တိုင်းနာတစ်ခုတည်းကျွန်တော်ဒီ experience ရှိတဲ့ကစားသမားတွေဆိုတော့သူတို့နှစ်ယောက်ကြားမှာ chemistry ကမိတယ်လို့ကျွန်တော်ပြောလို့ရတယ်ဘရူနိုတက်ရင်ကက်စီကြံခဲ့တယ်ကက်စီတက်ရင်ဘရူနိုကြံခဲ့တယ်ဆိုတဲ့ပုံစံမျိုးတွေကျွန်တော်မြင်ရတယ်ဆိုတော့ဒီတက်ကြောင့်မလို့ကျွန်တော်သူတို့နှစ်ယောက်ကြားမှာ chemistry ကတော်တော်ကိုမိတဲ့အရှင်မျိုးပေါ့လေဆိုတော့ဒီတက်ကြောင့်မလို့ကက်စီနဲ့ ဒီကက်စီယိုကျွန်တော်ကွင်းထဲမှာထားမယ်ဆိုလို့ရှိရင်ကွင်းလည်းပါကဒီလိုအားတာချက်တွေကျွန်တော်မရှိဘူး။အားနေချက်ကကျွန်တော်ပါလဲဆိုလို့ရှိရင်ကက်စမီယိုဒီအသက်ရလာပြီ။နော်အသက်ရလာပြီ။ဒီလိုကြောင့်မလို့ကျွန်တော်တို့ဒီသူ့ရဲ့အသက်ရွယ်ကြောင့်သူ့ကိုကျွန်တော်တို့ကပွဲကစားခြင်းပြီးတဲ့အခါမှာတို့ရှိရင်အခုလက်ရှိကျွန်တော်ပြန်မြန်ကျွန်တော်ပြင်ရှင်ရေးလိုက်မယ်ဆိုလို့ရှိရင်မိနစ်60ထက်ပိုပြီးကျွန်တော်သုံးလို့မရ။နော်ဘိုင်ဒန်ရဲ့ပွဲမှာဆိုလို့ရှိရင်မိနစ်90လောက်မှနေသူကကြာနေပြီစပြီးရော။စပြီးရောကျွန်တော်ကြာလာနေပြီ။60မှာကျွန်တော်ချက်ချင်းလူစားလဲရတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်သွားပြီ။ တကယ်တော့ကျွန်တော် MRI ကကျွန်တော်လဲကျင်တာမဟုတ်ဘူးဒါပေမဲ့ကန်စီရဲ့အခြေအနေကမလဲလို့မရတော့တဲ့အခြေအနေဖြစ်သွားလို့လဲရတာနောက်ပွဲကျွန်တော်ချန်လျာဘာမှမရှိဘူးဗျာဘာလို့လဲရလဲကောင်းနေရတာနဲ့ဘာလို့လဲရလဲဆိုကြာနာလို့ပဲနော်အဲ့90နဲ့60ကြားမှာဆိုလို့ brother တို့ပြန်ကြည့်လို့ရတယ်ကျွန်တော်ကန်သွင်းချက်တွေပေးနေရတယ်ဘာလို့လဲကန်စီကျွန်တော်ကြာတာလို့ပဲအဲ့လိုပုံစံမျိုးဆိုတော့ NSD မြင်းနဲ့ပွဲတွေဆိုပို့ဆိုးရယ် နပုံမှန်ကျွန်တော်ဒီဘက်တော့ low block ထိုင်နေတဲ့အသင်းမျိုးတွေဆိုလို့ရှိရင် Casio ကျော်လူစားလဲတာတွေကျွန်တော်မြင်လို့ရှိရင် minute 80လို့ပါလို့မဆန်းနလန်တဲ့ပွဲဆိုလို့ရှိရင်တော်တော်နောက်ကျရင်လေးရဒီလိုပုံစံမျိုးပေါ့နော်ဒီလိုပုံစံမျိုးဆိုတော့ကျွန်တော်တို့ intensity မြင်နေဥပမာ brighton လို့ကျွန်တော်ပွဲဆိုလို့ရှိရင်ကျွန်တော် minute 50လောက်ဆို Casio ကတော့ပြီးသွားတယ်မရတော့အဲ့လိုပုံစံမျိုးဆိုတော့ကျွန်တော်တို့ကကြံတဲ့ဒီ minute 40ကျော်လောက်ကို Casio မဟုတ်တဲ့တခြား defensive midfield ဥပမာ Ogade, Kimmino တို့နဲ့ကျွန်တော်ဖြတ်တန်းရအောင်မယ့်အခြေအနေမျိုးအဲ့ဒီအခြေအနေမှာတကယ် chaos တွေကျွန်တော်ဖြစ်ပြီးတော့ goal တွေထောင်ရှောက် ပေးခဲ့တဲ့အချိန်မျိုးကြီးကျွန်တော် Brighton နဲ့ပွဲမှာမြင်ခဲ့တာကက်စီကိုင်းထဲမှာမရှိရင်အားနေချက်ပဲဆိုတော့ Okay ကျွန်တော်တို့ဒီပေါ့နော်ကက်စီကိုင်းထဲမှာမရှိလို့ရှင်ကျွန်တော်တို့ဒီပေါ့နော်ဘယ်လိုပုံစံမျိုးကြီးကျွန်တော်လုပ်လို့ရလဲဘာကြီးဖြစ်လဲပေါ့နော်ကက်စီကိုင်းထဲမှာမရှိရင်ကျွန်တော်တို့မှာအားပါချက်ရှိတာတော့တစ်ခုပဲရှိတယ်အဲ့ဒါဘာလဲဆိုတော့အရင်ကစားသမားတွေကျွန်တော်ကစားခွင့်ရမင်းနူးတို့ဦးကတိတို့ကျွန်တော်ကစားခွင့်ရရကြမယ်ဆိုတော့ဒါပဲ ဒီအားနာချက်ပဲရှိရကျွန်တော်အားနေချက်ကတော့ကျွန်တော်တပုံတပင်းကျော်ရှိရယ်အားနေချက်ကတော့ကျွန်တော်ရှင်းတယ်ကက်စီယိုမီယံဘယ်သူမှအခုလက်ရှိဒီပွင့်လယ်မှာဘယ်သူမှကျွန်တော်မကစားနိုင်တဲ့အခြေအနေမျိုးကျွန်တော်ဖြစ်တယ်ဆိုတော့ okay ကျွန်တော်တို့ဒီအားနဲ့ပတ်သက်ပြီးကျွန်တော်ဖြည့်ရှာကြည့်မယ်ဆိုတော့ Emerin ဘယ်လိုမျိုးကျွန်တော်ဖြည့်ရှင်းလို့ရတယ်နံပါတ်1ကတော့ကျွန်တော်ရှင်းပါတယ် January မှာကျွန်တော်လူဝယ်တာပါနော်လူဝယ်မယ်လူဝယ်မယ်ဆိုတော့ January မှာကျွန်တော်လူဝယ်တယ်ဆိုတော့ကျွန်တော်ထင်သလားမလွယ်ထင်သလားမလွယ်ဘာလို့လဲ January မှာလူဝယ်တယ်ဆိုတာကအဲကျွန်တော်ဒီပါနော် အငှားတွေခေါ်လို့ရမယ်အပိသက်တွေကျွန်တော်ခေါ်လို့ရမယ်โอเคအပိသက်ခေါ်မယ်ဆိုအောင်တော့တကယ်ကောင်းတဲ့ကျွန်တော်ကစားသမားကိုเนาะအသင်းတသင်းကျွန်တော် လက်လွတ်ပါမလားမကို့အသင်းမှာเนาะဟိုဘယ်လိုပြောရမလဲကို့အသင်းကို့အသင်းဘောကတခြားအသင်းဘောထားပါတော့အန်ဒါဆန်တို့ပါကလားအန်ဒါဆန်တို့ပါအရင်နေကောင်းနေတယ်ကိုရီးယားကျွန်တော်တို့တအားကိုခေါ်ကျင်နေတာကိုလိုချင်နေပြီကစားသမားပြောင်းကျင်နေပဲဆိုပြီးအောင်တော့ Northern Forest ကလက်လွတ်ပါမလားလွတ်ဖို့လွတ်မယ်ဆိုရင်ဘယ်လိုချိန်ကြီးမှလက်လွတ်မယ်ကျွန်တော်တို့လုံးဝမတန်တဆဈေး အတပုံကျွန်တော်ပဲအခုလက်ရှိတန်းတရာပေါက်နေပဲကျွန်တော်တို့တန်းလျာပေးမယ်ကဲမလွတ်ဖဲနေမှာလွတ်တာပေါ့လူပုံစံမျိုးပဲကျွန်တော်တို့ crazy money ပေးမှရမဟုတ်ရင်ကျွန်တော်မရအဲ့လိုပုံစံမျိုးဆိုတော့ပွင့်လင်မှာကျွန်တော်တို့ဒီဘယ်နော်အားပြည့်မယ်ဆိုလို့ရှိရင်တော့မတကယ်ဝဲမယ်ဆိုရင်ကစားသမားကောင်းရဖို့တော့ခက်တယ်အငားဆိုတာသိကြတယ်ကျွန်တော်တို့ဒီဘယ်နော်အသင်းတသင်းမှာလုံးဝကျွန်တော်ချောင်းထိုးထားတဲ့ကစားသမားတွေကိုအငားကျွန်တော်ထွက်တဲ့ပုံစံမျိုးဆိုတော့ဒီလိုကြောင့်မို့ကျွန်တော်တို့ January မှာကျွန်တော်တို့အပြောင်းရွှေ့လောက်တာကတကယ်တကယ်တမ်းကျွန်တော်တို့ ထင်တယ်လို့မျိုးမလွယ်ဘူးမလွယ်ဘူးပေါ့เนาะတကယ်ကစားသမားကောင်းရပါမလွယ်ဘူး Ineos တို့ကိုယ်တိုင်ကလည်း January မှာအပြောင်းရွှေ့လောက်တာတော်တော်ကိုနည်းနေတယ်မှာပါတယ်လူငယ်တွေလောက်ပဲသူခေါ်တဲ့အခြေအနေမျိုးကြောင့်ဖြစ်တယ်ပုံမှန်ဆိုလို့ရှိရင်ခေါ်လီခေါ်တာလုံးဝမရှိဘူး night တက်က January မှာအလုပ်လုပ်တာတော်တော်ကိုနည်းတယ်ဆိုတော့ January မှာကျွန်တော်တို့လူခေါ်ဖို့ကမလွယ်ဘူး။ Okay ကျွန်တော် Academy ကြီးရော Academy ဆိုတဲ့သဘောတမာပါဗျာ။အခုလည်းရှိအသင်းကြီးမှာဆိုလို့ရှိရင်လည်းအဆင်ပြေနိုင်တဲ့အခြေအနေမျိုးတော့တယောက်မှရှိမနေစီကူကိုနေတို့ပါလို့ရှိရယ်။အဲ့မဲ့ Premier League level intensity ကိုကျွန်တော်မီဖို့အများကြီးကြောင့်တို့သေးတယ်ဆိုတော့ academy ကိုကျွန်တော်မေးထားလို့ရတယ်ဆိုတော့ဇန်နဝါရီမှာလည်းလူမွေ academy ဘက်ကလည်းကျွန်တော်ထွက်လာဖို့ဘာမှမရှိဘူးဆိုတော့ဒီတခြားကစားသမားအစားထိုးဖို့ကိစ္စတော့ကိုခတ်တယ်အဲ့အပြင်ကျွန်တော်တို့အသင်းမှာရှိနေတဲ့ကစားသမားတွေကိုလည်းကျွန်တော်တို့ကနေရာပေးအောင်ပါ menu တို့ဥက္ကဋ္ဌတွေကိုဘယ်လိုလုပ်ကြလဲနော်ဒီလိုပုံစံမျိုးကလည်းပြဿနာရှိအောင်ပါဆိုတော့ဒီတစ်ချောင်းကိုကျွန်တော်တို့အသစ်ခေါ်လိုက်တယ်ဆိုလို့ရှိရင်အဲ့ကစားသမားနှစ်ယောက်နဲ့ကျွန်တော်တိုင်နေပတ်ပြီနော်ပြဿနာရင်ကျွန်တော်စပြီးတော့ကွင်းကွင်းလယ်မှာဒီကစားသမားတယောက်နေရာအတွက်ဘုဒုက္ခတွေရောက်တော့မှာတိုင်နေပတ်တော့မှာအဲ့လိုပုံစံမျိုးကျွန်တော် ဖြစ်လို့များဆိုတော့ဇန်နဝါရီမှာကျူလိုဝယ်မယ်ဆိုတဲ့ကိစ္စကကျွန်တော်တို့ထင်တယ်လို့မလွယ်ဘူးပေါ့နော်ဆိုတော့နောက်ထပ်ကျွန်တော်တို့ဒီပေါ့နော်အဖြစ်တကူကတော့ရှင်းမှာကျွန်တော်ရှိတဲ့သူတွေကိုဒီထက်ပိုကောင်းလာအောင် upgrade လုပ်တာပဲဆိုတော့ upgrade လုပ်တဲ့နေရာမှာကျွန်တော်တို့ကထင်တယ်လို့တော့ကျွန်တော်မလွယ်ဘူးပေါ့နော် upgrade လုပ်တဲ့ဆိုတဲ့ကကျွန်တော်အချိန်တစ်ခုတော့ကျွန်တော်ပေးရတာနော်အချိန်တစ်ခုတော့ကျွန်တော်ပေးရတာပဲဆိုတော့ချက်ချင်းကျွန်တော်တို့ upgrade လုပ်လို့မရဘူးတော့ gain တွေအရလိုမျိုး yaw in ဆိုပြီးတော့သိရမလားနော်ကိုရှိတဲ့ coin တွေအကုန်ထည့်ပတ်စံအကုန်ပတ်စံထည့် coin တွေထည့်ပြီးတော့ power တွေတင်းပေးလိုက်လို့ မရအောင်ကောင်းလာမှာမဟုတ်ဘူးကိုကိုယ်တိုင် control လုပ်နေရမှာမဟုတ်ဘူးဒီကစားသမားတွေကိုယ်တိုင်ကပိုကောင်းလာမှာကျွန်တော်ရမှာလူတွေဖြစ်တဲ့အတွက်ကြောင့်မျိုးကျွန်တော်တို့သူတို့ကိုယ်တိုင်ကပိုကောင်းလာမှာရပါဆိုတော့ဒီတဲ့ကြောင့်မျိုးကျွန်တော်တို့ဒီလက်ရှိရှိနေတဲ့ဥဂါဒီလိုပိုကောင်းလာဖို့ main လို့ကျွန်တော်တို့ဒီကက်စီနီယာမှာဥဂါဒီလိုကက်စီနီယာမှာကက်စီထက်ကျွန်တော်တို့ဒီပေါ့နော်မပိုရင်တော့မမရောတဲ့ပုံစံမျိုးကစားနိုင်မှုဆိုတာကကျွန်တော်တို့ထင်ထားတဲ့အများကြီးမလွယ်ပါဘူးအချိန်ကြီးလဲကျွန်တော်အများကြီးတို့ပါတယ်ဆိုတော့ဒီတဲ့ကြောင့်မျိုးဒီ ပေါ့နော်ကျွန်တော်တို့ဒီ upgrade လုပ်မယ်ဆိုရဲ့အဖြစ်အရလည်းကျွန်တော်ရေရာတိတ်ပြီးတော့ကျွန်တော်တို့ပြောလို့မရဘူးပေါ့နော်ဆိုတော့ပူကောင်းလာမှတော့ရမယ်ဒါပေမဲ့ဘယ်တော့မှကျွန်တော်တို့ဒီ cassie level မိအောင် cassie ထက်ကျွန်တော်မပူရင်တော့မရောတဲ့ပုံစံမျိုးနဲ့ဘယ်တော့မှကစားနိုင်မလဲဆိုတာကျွန်တော်တို့အာမခံထားမှုဘာမှမရှိဘူးဆိုတော့ဒီရာကလည်းတိတ်တော့ကျွန်တော်မသိကြဘူးဆိုတော့နောက်တစ်ခုကျွန်တော်တို့ဒီပေါ့နော်ကျွန်တော်အမြင်ရနည်းနည်း ဒီအဆင်ပြေနိုင်တဲ့အဖြစ်တစ်ခုကကျွန်တော်ပါလဲဆိုလို့ရှိရင်ကန်စီကျောင်းကွင်းထဲမှာမရှိတော့ဆိုလို့ရှိရင် okay ကျွန်တော်လူစားရေးလဲမယ်ပေါ့နော်လူစားရေးလဲမယ်တဲပြီးသားရေးဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ကစားပုံကြီးကိုပြောင်းမယ်အဲ့လိုပုံစံမျိုးပဲကျွန်တော်မှရှိရလို့ကျွန်တော်ထင်တယ်ကစားပုံပြောင်းနေဆိုတာကတော့ဗျာဒါနီးပြတွေကတော့ပိုတိရပါဘူးကိုတွေကတော့ကျွန်တော်ဘလောက်တိကျွန်တော်သိနိုင်ပါတယ်ဟုတ်တယ်မလားဥပမာဒါမှမဟုတ်ကျွန်တော်တို့ဒီပေါ့နော်ဒီအချက်ကလည်းကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်နည်းနည်းတော့ကျွန်တော်တို့ဒီအားနည်းချက်ရှိအဲ့ဒါပါလဲဆိုလို့ရှိရင်ကက်စမဲတို့ကျွန်တော်ကွင်းထဲမှာရှိနေတော့မှပွဲကိုကျွန်တော်အပြည့်ဖြတ်ထားဖို့လိုတယ် ဆိုတော့ဥမာထားပါတော့ဗျာဒီ Brighton နဲ့ပွဲပေါ့နော် Brighton နဲ့ပွဲဆိုလို့ရှိရင်ကျွန်တော်တို့3-0နဲ့ကျွန်တော်ပြတ်သွားပြီပြတ်သွားပြီးရဲ့အချိန်မှာကျွန်တော်တို့ကပွဲကိုကျွန်တော်တို့ဒီထိန်းချုပ်ဖို့အတွက်ကျွန်တော်တို့လုပ်လိုက်ရပြီဥမာ Casper ကိုကျွန်တော်တို့ထုတ်လိုက်မယ်ထုတ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ရဲ့ setup ကိုအခုလက်ရှိလက်ရှိကျွန်တော်တို့ဒီစပြီးတော့ကျွန်တော်တို့ game ကိုစဖွင့်တဲ့ပုံစံမျိုး setup မဟုတ်တော့ဘဲနဲ့ ပုံပုံစံတစ်မျိုးကျွန်တော်ပြောင်းနိုင်မယ်ဗျာ။ကွင်းလင်မှာကျွန်တော်တို့ဒီပေါ့နော်ဒီပုံမှန်အားဖြင့်ဆိုလို့ရှိရင်ကျွန်တော်တို့ကွင်းလင်မှာကျွန်တော်နှစ်ယောက်ပဲထားရတာနေလူပိုးတွေကျွန်တော်ထည့်မယ်၃ယောက်၄ယောက်လောက်ထိကျွန်တော်ပြုံပြီးတော့ central ကိုအမှန်ကန်ကျွန်တော် block မယ်နော်။ဟိုဘယ်လိုပြောရမလဲ quality ပြောမှဆိုအရေးချင်းနဲ့မရအောင်ဆိုလို့ရှိရင်အရေးအတွက်နဲ့ကျွန်တော်ရအောင်လုပ်မယ်ဗျာ။ဒီလိုပုံစံမျိုးကိုကျွန်တော်တို့အဖန်ဒီယူလို့ရမလားပေါ့နော်ဆိုတော့ဒါကတော့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်အမြင်ပေါ့ဗျာကစားတဲ့ပုံစံကိုကျွန်တော်တို့ပြောင်းရင်ပြောင်းမပြောင်းလို့ရှိရင်လက်ရှိကျွန်တော်ရှိနေတဲ့ကစားသမားတွေကို ဒီပို့ပြီးတော့ကျွန်တော်တိုးတက်လာအောင်လုပ်ရင်လို့ဒီချက်ပဲကျွန်တော်ရှိရကျွန်တော်မှဘာမှကျွန်တော်တို့အဲလုပ်စရာမရှိဘူးပေါ့နော်ကျွန်တော်တို့ဒီအခုလက်ရှိသတင်းတွေအရသလို့ရှိရင်လည်းအကုန်လုံးကစားသမားကောင်းတွေအကုန်လုံးကိုကျွန်တော်ရမယ်ချိန်ကနောက်နှစ်ကျော်ຫນွေရည်မှကျွန်တော်ရမှာဆိုတော့ဒီတဲကြောင့်မလို့တက်ရှိအချိန်ဒီမှာရလက်တွေကောင်းနေပြီမဲ့လည်းပဲကျွန်တော် customer တို့ကွင်းထဲမှာမရှိတော့တဲ့ဒီပေါ့နော်ကျွန်တော်ဒီမိနစ်50မိနစ်50ပေါ့နော်မိနစ်40မိနစ်50ပိုင်းခြားကို Amrin အနေနဲ့ဘယ်လိုပြင်ဆင်မလဲဆိုတဲ့အရာတွေကတော်တော်ကိုကျွန်တော်တို့ စောင့်ကြည့်ခြင်းစရာစိတ်ဝင်စားတဲ့ကျွန်တော်ဖြစ်တယ်ဆိုတော့ကျွန်တော်ပြောခဲ့တယ်လို့ပဲကျွန်တော်ဒီမှာကျွန်တော်လူဝဲဖို့မရှိဘူးဆိုတော့ဒီတော့ကျွန်တော်အဲအသင်းမှာရှိနေတဲ့ကစားသမားတွေကိုလည်းဒီဘောတော့ကျွန်တော်လက်လွတ်ဖို့ကလည်းမရှိဘူးဆိုတော့လက်ရှိရှိနေတဲ့ကစားသမားတွေကိုပဲပိုကောင်းအောင်ကျွန်တော်တို့လုပ်ဖို့လိုတယ်နော်အိုကာလေးတို့ကျွန်တော်တို့ဒီထက်ပိုကောင်းမှကျွန်တော်ရမယ်ပိုကောင်းအောင်လေကျိုးပန်းနေမှာရမှာဖြစ်ဆိုမိပြကိုယ်တိုင်လည်းကျွန်တော်ပိုပြီးတော့ကောင်းလာအောင်ကျွန်တော်ဒီဘောတော့ဒီငြိယံခြံထားမှုပုံစံတွေပြောင်းပြီးတော့ကျွန်တော်တို့တုံးလာမျိုးပဲဖြစ်ဖြစ်ဒီလိုမျိုးတွေကျွန်တော်တို့လုပ်ကြည့်မှာ စမ်းကြည့်မှကျွန်တော်ရမယ်အခြေအနေမျိုးပါဆိုတော့ဒီပုံစံအတိုင်းရတော့ကျွန်တော်တို့တရားစီလုံးတိုင်းတာမှာမဖြစ်နိုင်ဘူးလို့ကျွန်တော်ကတော့ထင်တယ်ဆိုတော့ဒီလိုကြောင့်မို့အခုလက်ရှိကျွန်တော်တို့ဒီရလက်လေးတွေကောင်းနေတဲ့အစနေပိုင်းကျွန်တော်6ဒီပိုင်းရောက်နေတယ်ဆိုပေမဲ့လည်းပဲဒီအရာကကျွန်တော်တို့ပေါ်လာတော့မှတဖြည်းဖြည်းနဲ့ဒီအရာကိုကျွန်တော်တို့ဒီဘောနော်တကယ်ကျွန်တော်တို့ဒီပွဲကိုနန်းနဲ့ဆိုင်ဆိုင်ကျွန်တော်ကြည့်ရတူကျွန်တော်တို့ဆိုလည်းကျွန်တော်တို့ဒီပွဲကြည့်ရခါကြလို့ရှိရင်အဲ့အရာကြီးကိုကျွန်တော်မြင်နေမြင်နေရတကယ်ကျွန်တော်တို့ဒီဘောနော်တကယ်ကျွန်တော်ကက်စမဲကိုထွက်သွားပြီဆိုတာတကယ်ကျွန်တော်ကွင်းလင်မှာအပေါက်တွေအပေါက်တွေဆိုတာကျွန်တော်တောင်းလျှောက်မြင်ရတာဆိုတော့ ဒါကတော်တော်ကိုကျွန်တော်တို့စိတ်ပူဖို့ကောင်းပါတယ်ဆိုတော့လက်ရှိကျွန်တော်တို့အသင်းလက်ရှိကြားထဲမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီပါနော်ဟိုအသင်းနေနဲ့တွေ့ရမယ့်အနေထားတွေကအရင်ကြီးတော့ကျွန်တော်မကြက်တော့ဘူးဒါပေမဲ့ Premier League ဆိုတော့ကျွန်တော်တို့သိရတဲ့အတိုင်းပဲ whole out ဆရာအောက်ဆုံးကအသင်းတစ်သင်းလောက်မှာကျွန်တော်တို့ပို့ထိဆုံးကအသင်းတစ်သင်းကိုဒုက္ခပေးနိုင်စွာရှိတယ်ခြေနေမျိုးပါဆိုတော့ဒီတော့ကြောင့်မလို့ကျွန်တော်တို့ဘယ်အသင်းမဆိုကျွန်တော်တို့ကြောက်ရပါလေဆိုတော့ Emery နေနဲ့ဒီကွင်းလယ်ပုတ်စာကိုသူဘယ်လိုဖြေမလဲဘယ်လိုမျိုးကျွန်တော်တို့တွတ်မလဲဆိုတော့เนาะတွတ်နည်းတွေပေါ်တော့ကျွန်တော်တို့ အဲဒီပေါ့နော်ဟိုလာမဲ့ပွဲတွေမှာကျွန်တော်မျက်ဝါးထင်နေတွေ့ရမယ့်အခြေအနေမျိုးပါဆိုတော့ဒီတော့ကြောင့်မလို့ United ပြိတက်တွေအနေနဲ့လည်းပဲဒီနေရာမှာကျွန်တော်တို့ဒီရလက်တွေနော်ကမကမဖြစ်တာတွေကိုကျွန်တော်တို့ဒီကြုံရတဲ့အခါမှာအရင်အစမပြတ်ချဖို့အတွက်ကျွန်တော်ကတော့ request လုပ်ချင်တယ်ဘာလို့ဆိုတော့လက်ရှိ Emery ကြုံနေရတဲ့ပြဿနာကကျွန်တော်တို့ဝင်ပြီးတော့ကိုချင်းစာပေးလို့ကျွန်တော်ရတယ်ဆိုတော့သူအားကိုးရတဲ့ကစားသမားတယောက်ဒီကိုရင်းမှာကျွန်တော်မိနစ်50မိနစ်60လောက်ထိပဲအလုတ်ကောင်းကောင်းလုပ်နိုင်တယ်ဆိုတော့ကျန်တဲ့မိနစ်တွေကိုနော် သူအနေနဲ့ကျော်100%မယုံကြည်တဲ့ကစားသမားအနေနဲ့ကျော်ဖြတ်တန်းရတာဖြစ်တယ်ဆိုတော့ဒီကြောင့်မလို့သူအနေနဲ့ကျော်ဒီအချိန်တစ်ခုလိုပါတယ်ဆိုတော့ဒီကွင်းလေကိုသူဘယ်လိုကျွန်တော်တို့ဒီ setup လုပ်မလဲဘယ်လိုပြင်ဆင်မလဲเนาะကက်စီမရှိတဲ့အချိန်မှာဘယ်လိုမျိုးတွေကျွန်တော်ပြောင်းလဲမှုတွေလုပ်မလဲဘယ်လိုဖြေရှာမလဲဆိုပြီးပုံစံ pattern ကြီးကိုတော့ကျွန်တော်တို့နောက်ပိုင်းပွဲစီမှာကျွန်တော်စောင့်ကြည့်ရမယ်အခြေအနေမျိုးပါဆိုတော့ဒါကတော့ကျွန်တော်တို့လက်ရှိအထက်မှာကြုံနေရတဲ့ကွင်းလင်းနဲ့ပတ်သက်တဲ့အဲဒီဘယ်တော့ကျွန်တော်ပြဿနာကိုကျွန်တော်မြင်တဲ့အမြင်ပေါ့လေဆိုတော့ ဘရာသာတို့ရောအခုလက်ရှိဖြစ်နေတဲ့အခြေအနေပေါ်ဘယ်လိုမြင်ကြလဲသူကွင်းလင်နဲ့ပတ်သက်ပြီးတော့အမရင်အနေနဲ့အဖြေတစ်ခုဒီပေါ်တော့ရှာတွေ့နိုင်မယ်လို့ထင်ကြတယ်ကျွန်တော်ကတော့အမြန်ဆုံးကျွန်တော်ရှာတွေ့နိုင်ပါစီလို့စူတောင်းပါတယ်ဆိုတော့ဒီတရားဒီလုံးမှာတော့ကျွန်တော်ကတော့အမှန်တမ်းပြောရင်ဥရောပဝင်ဝင်လောက်တော့ဒိုးချင်တယ်ဗျာဆိုတော့အစင်တစ်ဒီနှစ်တင်ကျွန်တော်မှန်းနေကောင်းနေရတယ်ရှိသေးတယ်ကျွန်တော်ဘလို့ဘလို့ဘလို့မျက်လုံးနေဘလို့ချင်းနေဘလို့အတွေးနေမြန်မှန်းတယ်လေတော့မသိဘူ နော်ကိုရီးယားကျွန်တော်အပြင်မှာကိုယ်တကယ်ချင်းလေးနဲ့လက်ပိတ်ဆံထိုင်တော့မှာကိုရီးယားကျွန်တော်လေတိုက်နေတဲ့အထဲမှာမပါဘူးကြာဒီတိုက်ဘာလို့လဲဆိုတော့ကိုယ့်အချင်းဒီကိုသိရပြန်သေးတာကိုယ့်အချင်းဒီကိုသိရလက်ရှိဒီလူစီရင်အနေထားနဲ့ကကျွန်တော်ဘာလဲဆိုလို့ရှိရင်ဒီ top 4တောင်ကျွန်တော်တော်တော်ကိုမနေဝင်အောင်လုပ်အောင်မှာမနေဝင်အောင်လုပ်အောင်မှာဒါကျွန်တော်ဒီ top 4ဝင်အောင်လုပ်နိုင်တယ်ဆိုလို့ရှိရင်ဒါကျွန်တော် amrin ကို share ကိုကျွန်တော်ချီးကျူးရတော့မှာကစားသမားတွေကိုကျွန်တော်တို့အမှန်ကန်ကိုချီးကျူးရတော့မှာအချင်းဒီဖြစ်သွားတယ်ဆိုတော့ဘာလို့ဆိုတော့သူတို့မှန်ကန်ကျွန်တော်တို့သူ့အတွက်ကျွန်တော် develop ဖြစ်အောင် လုံနိုင်ကြတယ်ဘာညာပေါ့ဗျာဒီလိုပုံစံမျိုးနဲ့ကျွန်တော်တို့ချီးကျူးရမယ့်အခြေအနေဖြစ်သွားပြီဆိုတော့တော်တော်လေးစိတ်ပူပူကောင်းပါလေကွင်းလေးอ่ะဆိုတော့ brother တို့ရောဒီ channel ပတ်သက်ပြီးရောဘယ်လိုမြင်ကြလဲ comment မှာဘယ်လိုဆွေးနွေးပေးသလဲကြပါလဲဆိုတော့ video ကနည်းနည်း share သွား sorry ပါနော်ပြောချင်တာကနည်းနည်းညားသွားလို့ဆိုတော့ issue အပြင်ညီကောင်များအားလုံးကျေးဇူးများတင်ပါတယ် channel ကို subscribe လုပ်သူဆိုလို့ရှိရင် subscribe လေးလုပ်ပေးထားကြပါဦးအားလုံးကို request လုပ်ပါတယ်ကျွန်တော်နောက်ထပ် video မှာတွေ့ကြပါမယ်အားလုံးကျေးဇူးပါခင်ဗျာ